အာဆင်နယ်ကလေအာရှဒီကွက်မှာ0.5ဝင်ပြီပေါ့မြန်မာပြည်ထောင်လည်းအခုက level အရှုံးမဲ့ပေါက်နေတာလေနော် Aston Villa ကအိမ်ဝင်းမှာကြတော့လေ तू ကအတင်းကြီးတသိန်းလို့ကစားလာနိုင်တယ်။ရာသီအဆမှာတော့ तू ရုံးကန်လိုက်ရပြီမြေအခုနောက်ပိုင်းမှာဆိုရင်တော့အိမ်ဝင်းမှာတော်တော်လေးနိုင်ပွဲဆက်တသိန်းသုံးရဲ့ကစားခံနေရဟိုပြပလေးပုံနဲ့မျိုးထက်ဟိုဖန်စစ်ကတော်တော်လေးတည်နေလားတက်စစ်ပန်းနဲ့လုံးလုံးတဲ့ မင်္ဂလာပဲ Ultimate Sport ပြည်သက်များခင်ဗျာအပတ်စဉ်အစီအစဉ်တင်ဆက်နေကြဖြစ်တဲ့ Ultimate Sport ပြည်သက်များအတွက်ပြည်များ၏ခံစားပွဲကြိုးတုံ့တက်မှုအစီအစဉ်များလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သက်များအတွက်ကျွန်တော်မောင်ဆန်တဲ့သူဆရာကျော်မြတ်ဆရာရဲကပါဝင်တုံ့တက်ပြီးတော့မှာဖြစ်ပါတယ်ဆရာတို့ရေမင်္ဂလာပါနော်မင်္ဂလာပါဆရာဟိုပြည်များ၏ပွဲစဉ်တွေတော့အချိန်ရတော့တော်တော်လေးတက်လာပြီကျွန်တော်တို့ဘာပဲပြောပြောဒါဒုတိယရာသီကွက်ညီပါလောက်ကူတော့ဒါချင်းကတ်လာတဲ့အနေအထားမျိုးဒါဂျာရက်တွေမှာလည်းပွဲကြီးကတိုက်ကြီးကန်တော့ဟိုပွဲချက်ကာလာတွေလိုလည်းဒါဂေါ်ဒီယိုလိုပါလို့ကညင်းညူပြီးတော့တော့ဟိုချန်ပီယံလိပွဲတွေမှာတချို့တွေဟာလည်း ဖွဲ့ထုတ်ငွေသားလာလို့လုပ်ခဲ့ရနော်သူပြောတဲ့အညီတိုင်းမှာပဲအာမန်စီးတီးကတော့ဟိုကြားရမှာတော့ကြားရမှာကျွန်တော်ပွဲစဉ်တွေမှာဂိုးပေါင်းတွေတော်တော်အပေါ်တွေတော်တော်များနော်ဂိုးသွင်းဂိုးနှုံးတွေတော်တော်မြင့်မားတာကိုတွေ့ခဲ့ကြရနော်အဲ့ပွဲစဉ်အခုကျွန်တော်တို့စနေကြမှာအစောဆုံးပွဲစဉ်တစ်ခုပဲဖြစ်တဲ့ကျွန်တော်အက်စတွန်ဗီလာနဲ့အာဆင်နယ်ပွဲစဉ်လေးပေါ့နော်လက်ရှိမှာတော့အာဆင်နယ်ကနေအာရှ၄ဘက်မှာ0.5ဝင်လို့ပေါ့မြန်မာပြည်ထောင်လည်းအခုက level အရှုံးမဲ့ပေါက်နေတာလေနော်အဲ့လိုအနေထားမှာဒါကတော့အဲ့တော့ဒါဗီလာတော့ဒါဘလိုက်တန်ရဲ့ပွဲမှာသူရဲ့ခြေစွမ်းပုံစံကိုတတ်ထိန်နိုင်ပြီးတော့ဒါလီ၉ပွဲမြောက်မှာ၈ပွဲမြောက်လီ၉ပွဲမှာ၈ပွဲမြောက်အနိုင်ကို ကိုရရှိခဲ့အဲထူးခြားလာတာတော့ဒါဗီနာဒီကအမ်ရီယာဒါအာဆင်နယ်နဲ့ဟိုနီးပြအဖြစ်မှာသူ၄ချိန်တော့ရင်ပြောင်းရင်ဆိုင်ခဲ့မှုမှာ၂ချိန်တော့နိုင်ခဲ့ဘူးလေဟိုအစင်သားလေးရှိတယ်အခုတတိယအချိန်တော့ဒါနိုင်လိုက်မယ်ဆိုရင်ဒါဗီလာလက်ရှိမှာထိတ်ဆုံးအာဆင်နယ်နဲ့သုံးမှတ်ပဲကွာမဲ့အနေထားမျိုးဒါရောက်သွားနိုင်ကြရှိတယ်ဒါပေမဲ့ခက်တာတစ်ဖက်မှာအာဆင်နယ်ကလည်းတော်တော်ချေဆုံးရတယ်ကောင်းတယ်နော်ဂျားရပွဲချိန်မှာဆိုကျွန်တော်တို့ဒါဟိုဟာဒရန်ကုန်းရဲ့ပွဲမှာချေဆုံးရတာအကောင်းကြီးပုံစံတော့မဟုတ်ပြီမဲ့သူ့အနေနဲ့အနိုင်ယူခဲ့ပြီးတော့၁၈ပွဲဒါရှုံးပွဲမရှိတဲ့ဆန်ချိန်ကို ဟိုရက်ရရှိထားတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ပွဲစဉ်အတွက်ကိုကျွန်တော်တို့အာဆင်နယ်ကိုကျွန်တော်ထပ်ပြီးတော့အားပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဗီလာဘက်ကွင်းသွားကြတဲ့နောက်ဆုံး၉ဂျင်လို့အာဆင်နယ်က၆ဂျင်ကလာခဲ့တဲ့အနေထားမှာဟိုဗီလာကတော့နည်းနည်းတော်ရက်သိမ်းပြီလို့ကျွန်တော်ထင်တာပေါ့နော်။ဟို၇ဂျင်မြောက်အာဆင်နယ်ဆက်လက်အနိုင်ယူသွားမယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒီပွဲစဉ်ရဲ့ရွေးချယ်မှုလေးကိုဆရာတို့ကခဏကုန်းတက်ပြီးပါ။ဒါအခုကျွန်တော်တို့ဒီဇင်ဘာပွဲချက်ကာလရောက်လာပြီ။နောက်ကျွန်တော်တို့ဂျားရက်ပွဲကြီးလေကစားရတဲ့အခါကျတော့ဂျားရက်ပွဲကိုကျွန်တော်တို့တည်တည်ရှာရှာလေးလာချင်းကပ်တဲ့နယ်လို့လည်းထင်တယ်။ဆိုတော့ဟို Brighton နဲ့ဒါ ဒီပွဲမှာဆိုရင် Aston Villa ပွဲမှာပေါ့နော်တကယ်ဂိုးတွေတော်တော်လေးကိုမြန်ရတယ်။ဟောဒီ Brighton ကလည်းတိုက်စစ်ကောင်းကောင်းနဲ့ကောင်းတော်ကောင်းကောင်းနဲ့ကစားသလို Aston Villa ကလည်းသူဂိုးပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာအဲ2-1နဲ့သူရှုံးနေပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုတိုက်စစ်ပြန်ပြီးတော့ဖိပြီးတော့ကစားဖိပြီးသေးသေးပြန်ကစားတယ်။ဆိုတော့သူတို့နောက်တန်းလေးအားနေတာကိုလည်းတွေ့ရတယ်။ဆိုတော့အဲဒါပေမဲ့ အက်စတရွန်ဗီလာကအိမ်ဝင်းမှာကြတော့လေသူကအတင်းကြီးတသိန်းလို့ကစားလာနိုင်တယ်။ရာဘီအဆမှာသာသူရုံးကန်လိုက်ရပြီမယ်။အခုနောက်ပိုင်းမှာဆိုရင်ဒါအိမ်ဝင်းမှာတော်တော်လေးနိုင်ပွဲဆက်တယ်နော်။ဟိုပြိုင်ပွဲဆုံဆိုရင်ဒါအက်စတရွန်ဗီလာကဟို6ပွဲစတိုင်းနိုင်ပြီးတော့ဒါချယ်ဆီရဲ့အထက်ကိုတော့ရောက်လာတာ။ဆိုတော့သူ့ရဲ့အိမ်ဝင်းစွန့်ဆောင်ရေးအားကလည်းမြင့်မားနေတဲ့အချိန်အာဆင်နယ်ကလည်းအကောင်ဟိုပုံစံကောင်းရနေတဲ့အချိန်ဆိုတော့တကယ်ကိုကြည့်ကောင်းမဲ့ပွဲတစ်ပွဲတော့ဖြစ်လာမှာပဲ။အဲ့ဒီမှာကျွန်တော်တို့ပြောပြောချင်တာက အာမာလန်တို့ဘာလို့သူတို့နောက်မှထိုက်လိုက်တယ်မာလန်ဆိုတော့ဝင်ဝင်ပြီးတိတ်မကြောက်ဘူးဂိုးသွင်းသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဒီပရီးမီးယားလိဂ်ကလပ်တွေကဂျားရက်ကစားထားတဲ့အခါမှာဂျားရက်ပွဲတွေမှာလူစင်းအပြောင်းလဲတွေကိုအတင်းတိုင်းလိုလိုနီးပါလိုလိုတော်တော်လေးကိုအပြောင်းလဲတွေလုတောက်ကိုလည်းတွေ့ရဆိုတော့ဒီပွဲမှာတော့ Aston Villa က Arsenal ဒီ Brighton နဲ့ပွဲနဲ့မတူညီတဲ့လူစင်းမျိုးကိုပုံစံထုတ်လာမယ်မာလန်တို့ဘာလို့ကိုပို့ပြီးတော့ ဟိုဦးစားပေးပွဲဥထွက်မှာထထဲလာနိုင်တယ်ပေါ့အော်သူ working ဆိုရင်ဒါ brighton နဲ့ပွဲမှာ goal twin နောက်6တောင်တွင်းယူသွားနိုင်တယ်เนาะသူကဘာပြောပြောစတင်မာလာတွေက goal ပေါက်ပြောင်းတယ်ဆိုတော့အခုရဲ့သူ့ရဲ့သူကလည်းယုံကြည်မှုပြန်ရလာတယ်ပေါ့เนาะအဲ့တော့ arsenal အနေနဲ့ခက်ခက်ခဲခဲရင်ဆိုင်ရမယ်အခြေအနေမျိုးဖြစ်တော်မလို့ဒီ arsenal ဈေးကွက်ကအာဘာပြောပြော level တရာတော့ပဲအဲဈေးဖွင့်နေတာအဲ့အဲ့ဒီအနေထားလေးတော့ရှိရအောင်ဟုတ်ကဲ့ Arsenal နေတော့ပြန်ကြည့်မယ်ဆိုရင် Arsenal က Brentford နဲ့ပွဲမှာ အတော်တော်လေးကိုပြအာဆင်နယ်လေးလူစင်းတွေပြောင်းလဲပြောင်းလဲလုပ်တယ်နောက်ပိုင်းမှာဆိုရင်ဟန်ကက်ပိုင်းတို့ဒါဟိုဟိုဗန်ဝိုက်တို့ကိုထည့်သုံးပြီးတော့ဟိုမမမစကူယာတို့ထည့်သုံးပြီးတော့ကစားသွားတယ်နောက်တန်းမှာလည်းအရန်တချို့ထုတ်သုံးသွားသလိုအဲရှေ့တန်းမှာဆိုရင်လည်းဒါအစီတို့ဒါဆာလာတို့ဆာခါတို့ဒါဒုတိယပိုင်းကျမှ ထည့်သွင်းလိုက်တယ်ဆာကာကိုထည့်သွင်းလိုက်တာလေအာဆင်နယ်အတွက်ကောင်းသွားတော့ဗောနဒုတိယဒုတိယမြောက်အနိုင်ကိုကိုပွဲပြီးကန်လေးလေးမှာတွင်းယူပါတော့ဆိုတော့အာဆင်နယ်အာရင်နေအဲ0 1မှာအာရင်နေတယ်အဝေးကန်ချက်တွေနဲ့တွင်းနေပြီးတော့နောက်တောင်းပြန်ဆင်းတယ်ဘရန်ဖို့ဘရန်ဖို့ကောင်တာမမီအောင်စော့နေတဲ့ခါကျတော့သူ1 0ပဲသွားနေတာအာဆော့ဇီကိုဖွင့်တဲ့ဒုတိယလေးကလေအဲ့ဒီဘရန်ဖို့နဲ့ပွဲမှာတော့ဆိုတော့1နှုတ်40ဆိုတော့အာဆင်နယ်နေနေတော့ပါရယ်ဘာကြောင့်လဲဆိုတော့ဘရန်ဖို့ကတော့ဝေးခွင့်တွေတော်တော်များများဆိုးသွားတော့ရလဲဆိုးသွားတော့ကို အာအာဆင်နယ်ထိန်းသွားမယ်သူလူစင်းကိုအာ first line ကိုကြည့်လိုက်တဲ့အခါမှာသူလူစင်းအနေထားရအာဆင်နယ်ထိန်းသွားမယ်ဝမ်ဇီရောရရင်ထိန်းသွားမယ်ဆိုရင်အနေထားမျိုးဖွင့်သွားတယ်သူတို့ဖွင့်လို့မှုကမှန်ကန်တယ်ပဲပြောရမယ်အာဆင်နယ်ကကံကောင်းသွားတယ်ဒါဟိုမြန်မြန်ပွင့်သိမ့်ချင်တဲ့အတွက်ကြောင့်မလို့ဒီအာတီတာကအာဒီအဇီရော ဟိုစာခါတို့ဒါ rockers တို့ကိုတဲ့ rockers ကတော့63မိနစ်လောက်မှာဝင်လာတော့ဗောနော်ထည့်ပြီးတော့တိုက်စစ်ကိုပြန်မြင့်တင်လိုက်ဝမ်ဝမ်ဖြစ်သွားရင်သူဒုက္ခရောက်သွားနိုင်တယ်လေဘာလို့ဆိုအဲ့ပွဲမှာ brandfoot ကလည်းကောင်းတော့သူချေစွမ်းလေးရတယ်အဲကိုမြင်ဒါအဲ့မှာ brandfoot လည်းဒါတိတ်ပြီးတော့ဒုတိယပိုင်းကျမှလူစားလဲမှုတွေလုပ်အဓိကဆိုမှတရားကိုတို့ဘာလို့ထည့်ပြီးတော့ arsenal ကိုပြန်ဖိအားပေးလာတော့ arsenal arsenal အနေနဲ့ဒါကြည့်ရတာသူစာခါတို့ဟိုဒါဟို လီလာနဲ့ပွဲတော့ကိုသူအနာပေးလိုက်တာထင်တယ်ဒါပေမဲ့ဟိုဘက်ကနေပြီးတော့ပြန်ပြီးတော့ကစားပြန်ကောင်းလာတဲ့အတွက်ကြောင့်လို့သူမဖြစ်မနေထုတ်သုံးလိုက်ရတယ်အာအာတီတာရဲ့စိတ်ထဲမှာလည်း Bradford နဲ့ပွဲတော့စားရင် Aston Villa နဲ့ပွဲကိုသူပိုအားဆိုင်နေရဘူးဒါဂျာရဲ့ပွဲစဉ်အနေထားရတိတာနိုင်တယ်ဆိုတော့အဲခုကျွန်တော်တို့အာဆင်နယ်ကလည်းတော်တော်လေးအဆိုင်ကစားလာမယ်။ဗီလာကလည်းအိမ်ခွင့်မဟုတ်ဘူး။နိုင်ပွဲတွေဆက်ပြီးတော့ရလာကောင်းနေရတယ်။အဲထူးခြားတာကဒီနှစ်သင်းတွေ့ရင် အဲဗီလာအိမ်ဝင်းနောက်ဆုံး9ချိန်ပါဆို6ချိန်တော့ဂိုးအောင်ဖြစ်သွားတယ်အရန်ကြက်တယ်အရန်ကစားတောင်းတောင်းနေကစားကကစားကွက်ကြက်ပြီးတော့ဟိုဂိုးရောက်ကိုခက်ခဲတာမျိုးကိုလည်းတွေ့ရတယ်အဲကျွန်တော်ကတော့ဒါအာဆင်နယ်အားပေးမယ်ဆရာဆန်းရဆိုရင်ဂိုးအောင်ကလေးကိုလည်းစဉ်းစားတင်တယ်လို့တော့ကျွန်တော်ကထင်စကိုဆရာရဲ့မြင်မျိုးကျွန်တော်ဒီဘွဲတင်မှာတမန်တော်ဦးဆုံးနေရေးရမှာနှစ်ကင်းသုံးရဲ့ကစားခံနေရဟိုပစ်ပလင်းပုံစံမျိုးထက်အောင်ခက်စ်ကတော်တော်လေးတည်နေလာတဲ့စစ်ပန်းနဲ့လုံလုံတဲ့ ပြီးတော့ဗီလာဆိုတဲ့အခုရာသီသားနဲ့မတူညီတဲ့ပုံစံမျိုးကိုပြောင်းလဲသွားတာတော်တော်ကြီးကိုပြောင်းသွားတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်1 2ဘောလောက်ကြီးကိုဝင်နိုင်တဲ့အနေအထားမျိုးလေးကြောင်းကြောက်လာတဲ့တစ်သန်းမျိုးပိုင်းတိုင်းလာလေအာဒီတာနဲ့ဒီအာမန်နဲ့ထိတဲ့တွေ့ဆုံမှုတွေမှာပြန်ပြီးမယ်ဆိုရင်တော့အမေကပို့တာလေအာဒီတာအနေနဲ့ဒီအဆိုဒီတာနဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့သက်တဲ့ပွဲမှာဆိုရင်ငါ့ဘွဲ့နိုင်ရင်သပွဲတွေနဲ့ငါ့ဘွဲ့ထုံလာတယ်ဆိုတော့အဲ့လောက်တော့ရလက်ပိုင်းတော့တိတ်ပြီးတော့တကောင်ကိုစိတ်မတက်ဘူးဒါပေမဲ့ဒီဘွဲ့တွေမှာကျွန်တော်ဆန်စင်ပိုင်းကိုပို့ပြီးတော့စိုက်အဆိုဒီတာအိတ်ဝင်းရောက်တိုင်းမှာဒီ အတင်းတွေလက်ခံတာခဲ့တယ်နောက်ဆုံးစပယ်တိတ်မှာဆိုလိုက်ဟိုနှစ်ဖက်ပင်ကိုအပြန်အသွင်းကိုမြင်ရတဲ့ပွဲတွေနှစ်ပွဲတည်းရှိတယ်ပြန်လဲရှစ်ပွဲလောက်ကနှစ်ဖက်ပင်ကိုမမြင်ရဘူးသူတော့နှစ်သိန်းစလုံးကသူတို့ရဲ့ပုံကန်တိုင်းမှာသွားလာမယ်လို့ထင်တယ်ပြီးတော့ခန်းစစ်ပိုင်းသူကခန်းစစ်ပိုင်းပို့ပြီးတော့လေးစီးလာမယ်လေးစီးတော့လာတော့ဟိုတက်စစ်ပိုင်းသူကတဲပေါ့နော်ဟိုအာဆင်နယ်ဘက်တကူကြီးရင်းစင်းနေဒီလာပဲဘောလုံးကခန်းစစ်ပိုင်းဘယ်ဒီက main ကစားလာမယ်ဆိုတော့ကျွန်တော်ဒီပွဲတွေမှာကိုရောကိုရောပို့တိုက်ဟုတ်ကဲ့ဒီပြောရရင်ဒီဒီမှာပိုးချက်ကာလာတွေကနီးပြရရဲ့ ဟို rotation squat ပေါ့အသင်းကိုလှည့်ကြအသုံးပြုတဲ့နည်းပြပါမှာဘယ်တော့ဘယ်သူတာမလဲဆိုတဲ့ဟာစကားပြောသွားလိမ့်မယ်နော်အဲ့ဒါအဓိကပဲစကားပြောမှရှိတယ်ဟိုအာသင်းနဲ့ပြေလောက်ပေးနိုင်တယ်မြေကြီးတွေမှာပါတယ်ဒီတော့သူ့နောက်တန်းကလည်းပြင်ချိန်လာလို့ပြအခုနောက်ပိုင်းသူရလက်တွေကောင်းပြီးတော့ကိုဒါ chelsea ကိုကြော်ဖြတ်လာနိုင်တဲ့အချက်စီးအပေါ်ရောက်လာနိုင်တဲ့အနေထားရောက်လာတယ်ဆိုတော့ကတိုက်စစ်တဲ့ဆိုင်ကန်ဆယ်ပိုင်းလည်းကောင်းလာတယ်သူဟန်ချက်ညီလာတော့တိုက်စစ်နဲ့ကန်ဆယ်တဲ့ဟန်ချက်ညီလာတယ်ဂတ်ဆန်တို့ဘာလို့ဆိုလဲဒါဒီရာဒီဘက်ရောက်လာတယ်ဆိုပေမဲ့ အတင်းနဲ့အဝင်ရောကစားလိုက်ကစန်းတို့မာလန်တို့ကောင်းသွားတာတွေလည်းပါတယ်နော်အရင်မှအရင်လိုမျိုးဟို4231မှာသူ4231မှာရှေ့ဆန်း3ယောက်ကအရန်ကိုပန့်ပိုးမှုအားကောင်းတယ်ကိုသွင်းအားလည်းကောင်းတယ်ကန်အဝေးကန်ချက်တွေလည်းကောင်းတယ်အဲ့ဒီအနေအထားမှာအာဆင်နယ်အနေနဲ့လည်းအရန်ကိုဖွင့်တိုက်ရဲမယ်ကျွန်တော်မထင်ဘူးဘယ်အတင်းရပဲဖြစ်ဖြစ်ဂိုးပေးလိုက်ရတဲ့အတင်းကလည်းဖွင့်တိုက်မှာမဟုတ်ဘူးကျွန်တော်2-0ဆိုပို့လိုက်ရခါလူလည်းအရန်အနာမခံတော့ဘူးပြန်ပါအရန်တိုးလာအဲ့လိုမျိုးကစားနေရတဲ့အနေအထားမျိုးမှာတော့ ဟုတ်ကဲ့ကျွန်တော်တို့စနေညရဲ့အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ Aston Villa နဲ့ Arsenal ပေါ့နော် Villa ဘက်ကွင်းမှာတော့ဒါ Arsenal ကအစင်လာရတော့အသာကြီးရလာတယ်ပြီးတော့ဟို goal out တွေကလည်းများလာတဲ့အနေအထားရှိတဲ့အခါမှာကျွန်တော်တို့ဒီပွဲစဉ်ကိုတော့ပိတ်သက်တွေအတွက် Arsenal နဲ့ goal out ကိုရွေးချယ်လိုက်ပါတယ်